ဘုန်းကြီးတို့တရားရှုမှတ်တာဒီငါဆွဲပါဖို့ရှုမှတ်နေရတာပါငါဆိုတဲ့အစွဲလေးရှိနေလို့ရှိရင်အကုသိုလ်တွေကတိတ်ပြီးတော့ဖြစ်ပါတယ်ငါကိုဆဲတယ်ငါသားကိုစော်ကားတယ်ငါသမီးကိုစော်ကားတယ်အဲ့တော့ငါဆွဲပါလို့ရှိရင်လောဘဒေါသတွေအထွတ်ထိပ်ရောက်တယ်တဲ့ဘာတွေအထွတ်ထိပ်ရောက်လဲတရားရှိမှတ်နေကြပုံကိုကြတော့ကိုကိုဆဲလိုက်တယ်အတန်ကြားလိုက်တယ်ဒီအတန်လေးကဖြစ်ပြီးတော့ပြက်သွားတဲ့သဘောအတန်ဟာယုတ်သဘောတရား ကြားလိုက်တာလေးရဲ့နန်းသဘောတရားယုံ nant သဘောပဲရှိတယ်ငါသူတစ်ပါးမရှိဘူးဆိုရင်လောဘဒေါသတွေကချက်ချင်းပဲပြန်ပြီးတော့ပျောက်သွားတတ်ပါတယ်အဲ့တော့တရားရှိမှတ်တဲ့သဘောဟာငါဆွဲတွေကင်းဖို့လောဘဒေါသတွေကုန်ဖို့ရှုမှတ်နေတာပါဒီလိုသဘောနဲ့ဝိပဿနာရှုမှတ်ပါတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာဓမ္မကိုလေကရုပြုရာရောက်တယ်ဒါဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ဗုဒ္ဓလမ်းစဉ်ကိုရှောက်နေတာတဲ့နိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့ဘာလမ်းစဉ်ကိုရှောက်တာလဲ ဒါကြောင့်တရားရှိမှတ်တာရင်တော့တူတယ်လမ်းစဉ်ချင်းတူပါမလားပါကွာချားတယ်မင်းစိတ်ထားကွာချားတယ်တဲ့ပါကွာချားတယ်ဒါလေးတွေကိုခေါင်းကြီးကသိစီခြင်းလို့ပြောပြတာပါအပြစ်တင်ခြင်းလို့မဟုတ်ပါဘူးကဲတစ်ခေါက်ပြန်စို့နိဗ္ဗာန်ရောက်ရန်နိဗ္ဗာန်ရောက်ရန်ကျင့်စဉ်မှန်ကျင့်စဉ်မှန်ဧကံဓမ္မမိဧကံဓမ္မမိ ဒါကြောင့်မို့ဒါနသီလဘာဝနာလုပ်တဲ့အခါနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အတိုင်းလုပ်တင်နေတဲ့နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်မဟုတ်ဘူးဆိုရင်ဒါနသီလဘာဝနာတော့လုပ်ပါရဲ့တခါတည်းရန်တန်ត្រာရှည်စီကြောင်းကျင့်စဉ်တွေဖြစ်သွားတတ်တယ်တဲ့တတိမထားတင်မူတာထားတင်သလားရှင်နေ့ဈေးကြိုတွေရဈေးသူဈေးသူဈေးသားတွေပါနေတော့ဈေးရောင်းရင်ဈေးဝယ်ရင်ငါတို့တန်မာစည်းဝါလုပ်နေတာပါလို့ဒါလောက်ကလေးနဲ့မတင်တိမ်ပါနဲ့အဲ့တော့ဈေးရောင်းတဲ့အခါမှာငါတို့အမြဲရဖို့ ငါတို့မြင်ရအောင်ဘလို့လုံးမလဲငါချမ်းသာဖို့ဒီစိတ်တွေနဲ့ဈေးရောက်มาတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ဒါတွေဟာငါဇွဲတွေကြီးလာပြီးတော့တန်မာအာဇီဝတော့လုံနေပါရဲ့တန်တရာရှည်ချောင်းဖြစ်တတ်တယ်တဲ့။ဘာရှည်ချောင်းဖြစ်တတ်တယ်လဲ။ဒီလိုမှမဟုတ်ပဲနဲ့မြတ်တတ်အောင်ဝယ်တဲ့ပုဂ္ဂိုလ်ရောင်းတဲ့ပုဂ္ဂိုလ်မြတ်တတ်အောင်ဝယ်တဲ့ပုဂ္ဂိုလ်ကယေရှုရှင်နေ။အဲ့တော့သူတို့ဝယ်လို့ငါတို့မှမြတ်တတ်နေတယ်။ငါတို့မှလှူဒန်းနေလှူဒန်းနိုင်နေပေါ့။ဒါမျိုးလေးတွေနဲ့ယေရှုတရားတွေမြင်လို့ ဒီလိုအမြတ်ရလာလို့ရှိရင်ငါ့ကိုအသိဉာဏ်ပေးနေတဲ့သာသနာတော်ကြီးငါဘယ်လိုထောက်ပံ့ရမလဲငါတို့ပဝန်ကျင်မှာဒုက္ခရောက်နေတာတွေငါဘယ်လိုကူညီလိုက်ရမလဲစေယုံစေကန်းတွေမှာဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကိုငါဘယ်လိုကူညီလိုက်ရမလဲဒီလိုစိတ်ထားနဲ့အမြတ်လူချင်းလို့ရောက်ပါတယ်ဆိုရင်ဈေးရောက်ရင်နဲ့ဗုဒ္ဓလမ်းစဉ်ကိုလျှောက်တာတဲ့ဈေးရောက်ရင်နဲ့ဘာလုပ်တာလဲဒါကြောင့်မို့တဏ္မာအာဇီဝဖြစ်တယ်ဆိုတာနဲ့ပြီးသလားမပြီးဘူးလားမပြီးဘူးဘယ်လမ်းစဉ်လျှောက်ဖို့လိုတယ်လဲ ဒီလိုမှမဟုတ်ဘဲနဲ့သူ့ကိုငါဘယ်လိုပြောလိုက်ရင်ငါဘယ်လောက်ပူရမလဲငါဓာရီနဲ့ငါအတွက်ငါသားအတွက်ငါသမီးအတွက်ငါဘာတွေလုပ်လိုက်ရမလဲဒါဆိုရင်တန်ត្រာရှည်တဲ့လမ်းစဉ်လားဗုဒ္ဓလမ်းစဉ်လားဒါလေးတွေကိုသိစေခြင်းလို့ဒါကြောင့်ဘုန်းကြီးကနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်မှန်သည်မြဓမ္မမီတယ်ဆိုတာဒါနာသီလဘာဝနာဆိုတာဘုန်းကြီးတို့အလွယ်ဆုံးကျင့်စဉ်ကိုပြောတာပါဈေးရောက်လာအကြောင်းဆရာဆရာမလှုပ်တာဝန်တန်းလှုပ်တာ နိုင်ငံတော်ကြီးကလှုပ်တာစသဖြင့်အားလုံးပဲပါပါတယ်စိတ်စေတနာထားတတ်လို့ရှိရင်ဗုဒ္ဓလမ်းစဉ်လျှောက်ပြီးသားဖြစ်တယ်တဲ့စိတ်စေနာမထားတတ်လို့ကတော့တန်ត្រာရှိတဲ့လမ်းစဉ်အဲ့ဒီတန်ត្រာရှိတဲ့လမ်းစဉ်ထဲမှာအပယ်လမ်းစဉ်တွေလည်းမပါဘူးလားပါသလားဒါလေးတွေကိုသိစေခြင်းလို့ပါနောက်တစ်ချက်ကဘုန်းကြီးကဘာပြောခြင်းလဲဆိုတော့ဘုန်းကြီးတို့တရားစကားဆိုတာလူတိုင်းနေတိုင်းစကားပြောနေကြတာအဲ့တော့စကားဆိုတာကကိုယ်တိုင်လည်းပဲပြောတယ်နောက်ပြီးတော့ကိုယ်တိုင်လည်းပဲနားထောင်တယ် အဲ့တော့စကားနဲ့กินတယ်ဆိုတာရှိပါမလားအဲ့တော့ဘလို့စကားမျိုးကိုနားထောင်တင့်တယ်လေဒါသိဖို့မလိုအပ်ဘူးလားလိုအပ်သလားဓမ္မစကားကိုနားထောင်တင့်တယ်ဘာစကားကိုနားထောင်တင့်တယ်လဲကောင်းပြီရွှေစစ်မစစ်ကိုမှတ်ကြောက်တင်ကြည့်တယ်လို့ပဲဘလို့စကားမျိုးကိုဓမ္မစကားလို့ဘုန်းကြီးတို့ပြောတင့်တယ်လေမေးလို့ရှိရင်မတ်ဖို့နိဗ္ဗာန်ကြီးမရသေးတဲ့အခါမှာဘုန်းကြီးတို့ သူကတကုံတော်ကိုအာယုံပြုတ်ပြီးတော့ပြောရမယ်ဆိုရင်နံပါတ်1မှန်ကန်တဲ့စကားတဲ့နံပါတ်1နံပါတ်2အကျိုးရှိတဲ့စကားတဲ့နံပါတ်2အဲ့တော့မှန်ကန်တဲ့အကျိုးရှိတယ်ဆိုရင်ဒီစကားမျိုးကိုအလौသမားကပြောတဲ့စကားပဲဖြစ်ဖြစ်သာသမီတွေတပည့်တွေကပြောတဲ့စကားပဲဖြစ်ဖြစ်မိတ်ဆွေတွေကပြောတဲ့စကားပဲဖြစ်ဖြစ်ဇနီးမောင်နှံကပြောတဲ့စကားပဲဖြစ်ဖြစ်မိဘဆွေမျိုးကပြောတဲ့စကားပဲဖြစ်ဖြစ် မှန်တယ်ကြိုးရှိတယ်ဆိုရင်မျက်မျက်နိုးနိုးလိုက်နာတတ်ရတယ်တဲ့ဘယ်လိုလိုက်နာရမလဲအာဒါကဇနီးပြောတဲ့စကားမိမပြောတဲ့စကားမလိုအပ်ပါဘူးဒါကလौသမစကားပဲဒါကသာသမိစကားပဲဒါကမိဘစကားပဲခွဲခြားသင့်တယ်လားမခွဲခြားသင့်ဘူးလားဘုန်းကြီးတို့ရှေးခေတ်ကစစ်ပွဲတွေဖြစ်တဲ့အခါမြားဆိုတာအသုံးပြုရပါတယ်။မြားမှန်တဲ့စစ်သားတယောက်ဟာဒီမြားကိုဘာသားနဲ့လှုပ်ထားတယ်လဲအရေးမကြီးပါဘူး။ ဒီမြာကိုဘဲရက်ကအရှိနောက်တောင်းမြောက်ဘဲရက်ကပြစ်တယ်လဲတိတ်ပြီးတော့အရေးမကြီးလှပါဘူးဒီမြာကိုဘသူကပြစ်တယ်လဲတိတ်ပြီးတော့အရေးမကြီးလှပါဘူးဘာရေးကြီးတယ်လဲဆိုရင်တန်ရာပြောက်အောင်ကုသဖို့ရေးကြီးတယ်တဲ့ဘာရေးကြီးတယ်လဲဘုန်းကြီးတို့ဒီလိုပါပဲအလौသမားပြောတဲ့စကားဖြစ်ရင်လည်းပဲမှန်ကန်တဲ့ကြိုးရှိတယ်ဒါဆိုရင်မျက်နှာထက်ရတယ်သာသမီပြောတဲ့စကားဖြစ်ရင်လည်းပဲမှန်ကန်တဲ့ကြိုးရှိတယ်ဒါဆိုရင်လိုက်နာတက်ရတယ် မိဘဆရာသမားတွေပြောတယ်ဆိုရင်တော့အထူးပြောเสียရမလို့တော့ဘူးတဲ့ဒါဟာအညမညသာဃာရဝတဲ့ဗာတရားလို့ခေါ်လဲဘုန်းကြီးတို့တဂရမတရားဂါရဝဇယူတည်ခြင်းဟာလည်းပဲမင်္ဂလံမင်္ဂလာတပါဒါမျိုးမရဘူးလားရသလားဒါပေမဲ့လို့အလုံးသိနေတာက ကြီးတဲ့သူကိုငယ်တဲ့သူကယူတည်ရမယ်လို့ဒါပဲသိပါတယ်ငယ်တဲ့သူကိုတော့ပြန်ပြီးတော့လေးစားရမယ်လို့သိတဲ့ပုဂ္ဂိုလ်မရှားဘူးလားရှားသလား ဘုန်းကြီးတို့ဖျားရှင်ရဲ့တရားဒေသနာတော့ကအညမညဆိုတဲ့ပါဠိလေးပါနေတော့အချင်းချင်းရိုသေလေးစားရမယ်တဲ့မိဘဖြစ်တဲ့လူကလည်းသာသမီကိုလေးစားရမယ်မှန်တယ်အကျိုးရှိတယ်ဆိုရင်သာသမီစကားလည်းပဲလေးလေးစားစားလိုက်နာရတာပဲသာသမီတွေဆုံမတဲ့ကာမလူရှိသူရှိမှမင်းဘာကောင်းလဲမင်းဒါလေးမှမသိဘူးလားဒီလိုရှက်ခွဲတဲ့စကားတွေနဲ့ပြောရင်ဒါသာသမီကိုမလေးစားရရောက်တာပဲကွယ်ရမှာအကြောင်းကျပြပြီးတော့ဆုံမတင်ပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့ကြီးတဲ့ပုဂ္ဂိုလ်နဲ့ငယ်တဲ့ပုဂ္ဂိုလ်ဟာ ငယ်တဲ့ပုဂ္ဂိုလ်ကပဲကြီးတဲ့ပုဂ္ဂိုလ်ကိုလေးစားရမှာမဟုတ်ဘူးတဲ့ကြီးတဲ့ပုဂ္ဂိုလ်ကလည်းဘု து ကိုလေးစားရမလဲဒါဘု து ရဲ့လမ်းစဉ်လေကဲအာလုံးလိုက်ဆိုမံကန်ကျိုးများမံကန်ကျိုးများသူစကားသူစကားမတားဓမ္မမိမတားဓမ္မမိမံကန်ကျိုးများမံကန်ကျိုးများသူစကား မတာဓမ္မမိအဲ့တော့မှန်ကန်တဲ့ကြိုးရှိတယ်ဆိုရင်ဘသူစကားပဲဖြစ်ဖြစ်မျက်နှိုးရမယ်တဲ့ဒါဘုန်းကြီးတို့ဓမ္မကိုလေးကရုပြုရာရောက်တာဓမ္မကိုမြတ်စွာဘုရားကိုယ်တိုင်လေးကရုပြုခဲ့တယ်လို့ဒီလိုပုံကမျိုးတွေကဓမ္မကိုလေးကရုပြုတဲ့အတွက်ဗုဒ္ဓလမ်းစဉ်ဖြစ်သွားပြီတဲ့ဗုဒ္ဓလမ်းစဉ်ဆိုတော့မြတ်စွာဘုရားရှောက်သွားတဲ့ကအဆုံးမှာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုသွားတယ်တဲ့ဘယ်ချမ်းသာကိုမျက်မှောက်ပြုလဲ ဲ့တော့ဗုဒ္ဓလမ်းစဉ်အတိုင်းရှောက်လန်းတဲ့ပုံကိုယ်တွေကလည်းပြေအဆုံးမှာဗာချမ်းသာကိုမျက်မှောက်ပြုမလဲဒါလေးတွေကခေါင်းကြီးတို့တတိသားတင့်တယ်ဒါကြောင့်ငါကြီးပဲငါဆရာပဲဒါမျိုးမလုံတဲ့ပါဘူးခေါင်းကြီးတို့ကိုယ်တိုင်လည်းပဲကြောင်းမှာဒါမျိုးလေးတွေတက်နိုင်တယ်များကျင့်သုံးပါလေတန်ဃာတွေကိုခေါင်းကြီးတို့ဖိတ်ခေါ်ထားပါလေခေါင်းကြီးမြေပုထုဇဉ်မှုလို့မှားတတ်ပါတယ်တကယ်လို့မြတ်မှားပြီးတော့ဆုံးဖြတ်ခဲ့လို့ရှိရင်ပြန်မပြောပါနဲ့အကြောင်းကျိုးနဲ့လာပြီးတော့ရှောက်ထားနိုင်ပါတယ် တကယ်လို့ဘုန်းကြီးမှားတယ်ဆိုရင် ပြန်ပြီးတော့တောင်းပန်ပါမယ်ဆိုတာဒါဘုသူ့ရဲ့လမ်းစဉ်လေမေးရင်ဒါဘုန်းကြီးကြောင်းမှာတကယ်ကျင့်သုံးတဲ့လမ်းစဉ်မှာဘုန်းကြီးကပြောယုံနေပြောတာမဟုတ်ပါဘူးဒါကြောင့်ဒီလမ်းစဉ်လေးတွေဟာဗုဒ္ဓရဲ့လမ်းစဉ်တွေတဲ့ဒီလမ်းစဉ်တိုင်းလျှောက်သွားလို့ရှိရင်နောက်ဆုံးဘယ်ချမ်းသာတိခံစားနိုင်မလဲဘုန်းကြီးတို့ရှင်သာရိပုတ္တရာအကြောင်းလေးနည်းနည်းပြောပြပေးမယ် ရှင်သာရိပုတ္တရာဆိုတာတိတ်ပြီးတော့ပညာရာမှာဖျားရှင်ပြီးရင်အကြီးကျယ်ဆုံးပုဂ္ဂိုလ်ပါအဲ့တော့သာသနာတော်မှာမြတ်စွာဘုရားတိတ်အားကိုးရတဲ့ပုဂ္ဂိုလ်ဘလောက်ထိအားကိုးတယ်လဲဆိုတော့မြတ်စွာဘုရားကသာရိပုတ္တရာရှိနေတဲ့ရက်ဟာငါဘုရားရှိတယ်လို့ပါပဲတဲ့ဘုရားရှိတဲ့ရက်လို့ခေါ်နိုင်ပါတယ်တဲ့သာရိပုတ္တရာရဲ့အဆုံးအမတွေကလည်းပဲဘုရားရှင်ရဲ့အဆုံးအမနဲ့ထက်တူပါပဲလို့အဲ့တော့ဘုရားရှင်ဟာရှင်သာရိပုတ္တရာရှိတဲ့ရက်မှာစိတ်ချတော်မူခဲ့တယ်ပေါ့ ဲ့တော့ဘုရားရှင်ရဲ့ကိုးစားရှင်သာရိပုတ္တရာကိုတိတ်ပြီးတော့အားထားခဲ့တယ်။အဲ့တော့အဲ့ဒီလောက်မြတ်စွာဘုရားအာကူအားထားပြုရတဲ့ရှင်သာရိပုတ္တရာတနေ့မှသင်္ကန်းမငြိမညာဝတ်မိတယ်ပေါ့။ဘုန်းကြီးတို့ဝိနိသိက္ခာပုတ်မှာပရိမန္တလန်ဤဝါတ္တာမိတိသိက္ခာကရဏီယာပရိမန္တလန်ပါရုပိတ္တာမိတိသိက္ခာကရဏီယာတဲ့ခါဝတ်သင်္ကန်းကိုဝတ်လို့ရှိရင်နံပါတ်၁ချက်ဖုံးရမယ်။နံပါတ်၂ပစုဒူးဝန်းကိုဖုံးပြီးတော့ဒူးအောင်လက်ရှိတဲ့လောက်ထားပြီးတော့ခံမှန်းပြီးဝတ်ပါတဲ့။ ဒါမြတ်စွာဘုရားရဲ့ဝိနည်းပင်ညက်ဘုသူရဲ့ဝိနည်းပင်ညက်လေအပေါ်ဤကတိကိုရမ်းတဲ့အခါမှာလည်းပဲဒူအပေါ်မှာလက်လေးသက်ဒူအောင်မှာလက်လေးသက်ပေါ့နော်သင်းမှန်ရဲ့ခါဝတ်ရဲ့အထက်မှာလက်လေးသက်အဲ့လောက်ခံမှန်းပြီးတော့ဝက်ပါတဲ့အဲ့တော့ရှင်သာရိပုတ္တရာကတနေ့တော့သင်္ကန်းမညီမညာဝုတ်မိတယ်ပေါ့သင်္ကန်းမညီမညာဝုတ်မိတဲ့ရှင်သာရိပုတ္တရာကိုခုနှစ်နှစ်သားကိုရင်လေးရဲ့လက်ဝတ်ကြည့်ပြီးတော့ရှင်ဘုရားသာရိပုတ္တရာတဲ့ အရှင်ဘုရားရဲ့သင်ကမညီပါဘူးတဲ့ဘယ်နှနှစ်သားကိုရင်လေးရလျှောက်တယ်လေအဲ့တော့ကိုရင်လေးရလျှောက်တော့ရှင်သာတိပုတ္တတဏှာမှာသွားပြီးတော့သင်ကန်းကိုညီအောင်ဝတ်လိုက်ပါတယ်ဝတ်ပြီးတော့ကိုရင်လေးစီပြန်လာပြီးတော့ဆရာတဲ့တင့်တော်ပါပြီလားတဲ့ဒါမျိုးလျှောက်ထားခဲ့တယ်အဲ့တော့ဘုန်းကြီးတို့တက္ကရာကမတွေဘုန်းကြီးတို့တွေဆိုရင်ဒီလောက်ကိုရင်လေးလာပြီးတော့ဆရာလောက်တာကိုလက်ခံပါမလားလက်မခံတာများမယ် ဘာစရာလောက်တာလဲစသည်ဖြင့်ပြောကြမယ်စကပုံလေးနဲ့နှိုင်းပြီးတော့နှိမ်ချကြမယ်အဲ့တော့ရှင်သာရိပုတ္တကိုတော်မြတ်ကတော့မှန်ကန်တဲ့ကြိုးရှိတယ်ဆိုရင်မလိုက်နာဘူးလားလိုက်နာသလားကဲပြန်စို့မှန်ကန်ကြိုးများထိုစကားမတ္တာဓမ္မမိမှန်ကန်ကြိုးများထိုစကား မသာဓမ္မမိအဲ့တော့ရှင်သာရိပုတ္တရ ਨੇ ကိုရင်လေးဟာအတ္တအားဖြင့်လည်းပဲဘုန်းကြီးတို့မြေအဖိုးလောက်ရှိပါတယ်ဘလောက်ထိကြွားချားတယ်လဲဉာဏ်ပညာအားဖြင့်ကြည့်ရင်လည်းပဲဈီးဈီးနဲ့မြင်းမူတောင်လောက်ကြွားချားတယ်တဲ့ဉာဏ်ပညာအားဖြင့်ကြည့်ရင်လည်းတိုင်းမလို့ရှင်သာရိပုတ္တရာမှန်ကန်တယ်ကြိုးရှိတယ်ဆိုတော့မလိုက်နာခဲ့ဘူးလားလိုက်နာခဲ့သလားဒါပါလန်းစဉ်လေ ဒါဗုဒ္ဓရဲ့လမ်းစဉ်နဲ့အဲ့တော့ဘုန်းကြီးပြောခြင်းနဲ့ဗုဒ္ဓလမ်းစဉ်၃ချက်ဟာပြီးသွားပါပြီအဲ့တော့နံပါတ်၁ကယူသေးတိုက်တဲ့ပုဂ္ဂိုလ်ကိုယူသေးရမယ်တဲ့နံပါတ်၁လမ်းစဉ်ကဒါဘုသူ့ရဲ့လမ်းစဉ်လေအိမ်နေမှာပန်ပြောတဲ့အလေးကြောင်းနေမှာပန်ပြောတဲ့အလေးမေတ္တာရောရှက်တဲ့အလေးမရှိတင်ဘူးလားရှိတင်သလားဒီလိုမလုပ်လို့ရှင်စာရိတ္တသီလပြတ်ပြီးတော့နိဗ္ဗာန်နဲ့ဝေးတတ်ပါတယ်တဲ့ တချို့တရားတွေတော့ထိုင်းမရဲ့အိမ်မှာမိဘနဲ့ယဉ်ဖြစ်တာဘသူနဲ့မှမတည့်တာကာရဝတရားမရှိတာဒါတွေကမစင်ကျင်သင်မလားစင်ကျင်သင်သလားဒါကြောင့်ဖုရားရှင်ရဲ့လမ်းစဉ်အများကြီးတွေကဘုန်းကြီးကပထမယူသေးတဲ့သူကိုယူသေးရမယ်ဆိုတဲ့ဒီလမ်းစဉ်ကိုလည်းပဲရှောက်ပါတဲ့နံပါတ်1ကစိတ်ကကိုးကွယ်တဲ့အခါပူဇော်တဲ့အခါမှာသီလတမာရီပညာတာလွန်တာကိုရှာဖွေစည်းကပ်ပါတဲ့။ဘာတာလွန်တာကိုရှာဖွေစည်းကပ်ရမလဲ။ တကယ်လို့ဒီလိုသီလသမารီပညာတာလွန်တဲ့ပုဂ္ဂိုလ်တွေနဲ့ကင်းကွာနေတယ်လုပ်ငန်းလုပ်နေတယ်ခီးသွားနေတယ်ဒါဆိုလို့ရှိရင်ဓမ္မကိုအလေးကရုပြုနေပါတဲ့ပါဝလေးကရုပြုနေရမလဲဓမ္မဆိုတာဘာတွေလဲမေးရင်နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်နေတဲ့ဘာကျင့်စဉ်နေလဲဒါနသီလဘာဝနာတော့လုပ်ပါရဲ့ဂုံပကသနာတွေနဲ့မောဟိုက်နေတယ်ဆိုရင်အဲ့ဒါတန်ត្រာရှိကြောင်းကျင့်စဉ်လားနိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်လား ဒါဆိုလို့ရှိရင်ဘုန်းကြီးတို့ဗုဒ္ဓလမ်းစဉ်နဲ့ချော်သွားပါတယ်။နောက်ပြီးတော့ဇကားပြောတဲ့အခါဇကားနားထောင်တဲ့အခါကိုကိုယ်တိုင်ပြောရင်လည်းမှန်ကန်တဲ့အကျိုးရှိတယ်။ဒါဇကားကိုပြောရပါတယ်။ကိုကနားထောင်ရမယ်ဆိုရင်လည်းဘသူပြောတဲ့ဇကားပဲဖြစ်ဖြစ်မှန်ကန်တဲ့အကျိုးရှိတယ်။နားထောင်သင့်ပါတယ်။အဲ့ဒါဒါတွေဟာဓမ္မကို၄ကရုပြုရတဲ့။ပါဝလေးကရုပြုတာလေ။ဒါလေးတွေဟာသိပြီးတော့အရေးကြီးပါတယ်။အဲ့တော့ဒီလမ်းစဉ်တွေကိုရှောက်လို့ရှိရင်ဘယ်ကိုရောက်မလဲမေးရင်နိဗ္ဗာန်ကိုရောက်ပါတယ်။ ဒါကြောင့်မို့ဘုန်းကြီးတို့ဒီဆောင်ပုံလေးတွေကိုတစ်ခေါက်ပြန်ဆိုလိုက်ရအောင်ယူသေးထိုင်ညာပုဂ္ဂိုလ်များလေးစားယူသေးကြရမည်ဒါကနံပါတ်၄ဘုန်းကြီးဟောကြားခဲ့တဲ့လမ်းစဉ်ပါ။ကဲနံပါတ်၄လမ်းစဉ်ကတိလသမာတိလသမာဒီပညာဒီပညာသာသူရှိခဲ့ကြရမည်သာသူ ဲ့တော့ဒုက္ခရောက်လို့ကူညီတာမဟုတ်ဘူးစီးကက်ကိုးကွယ်တဲ့သဘောနဲ့လူကျင်ပါတယ်ဆိုလို့ရှိရင်လေဗုဒ္ဓလမ်းစဉ်ကသီလသမารီပညာပရိယပရိဝတ်ပြေဝတဲ့တန်ဃာတော်ရှင်မြတ်ဆရာသမားတွေကိုစီးကက်ကိုးကွယ်ပါတဲ့ဒါဘုန်းကြီးပြောခဲ့တယ်ဒုတိယလမ်းစဉ်ကဲလိုက်စို့ရှားမတွေ့ကရှားမတွေ့ကမြတ်ဓမ္မမြတ်ဓမ္မမောချလေးမြတ်ကြရမည်မောချ ဲ့တော့ဆရာသမားတွေနဲ့ကင်းကွာနေတဲ့အချိန်ဓမ္မကို လေးကရုပြု နေပါတဲ့ပါဝလေးကရုပြုရမလဲမိမိတို့လည်းပဲဒီလမ်းစဉ်အတိုင်းလျှောက်လန်းပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာကိုမဉ္ဉံဖွဉ္ဉံဖြင့်ကိုစီကိုငါပင်မြန်စွာ မျက်မှောက်ပြုခံစားနိုင်ကြပါစေကုန်တည်း